မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာက2025ခုနှစ်6လပိုင်းအတွက်တနင်္လာသာသမီတွေအတွက်တလဆာရှောင်းရမ်းဆောင်ရမ်းအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောပြမှာဖြစ်ပါတယ်ဒါကြောင့်တနင်္လာသာသမီမိတ်ဆွေတွေအားလုံးအဆဆအရာရာဘေးပြာမှန်သမျှဝေးကွာလို့ကိုစီကိုစီကျမ်းမာပဂရိချမ်းသာခြင်းရှိကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းထုတ်ပနာပြုသအပ်ပါတယ်ခင်ဗျတနင်္လာသာသမီမိတ်ဆွေတွေဒီ2025ခုနှစ်6လပိုင်းအတွက်မှာမိတ်ဆွေတို့ရဲ့ကံကိုဥစွာပြမှာပြောပြပေးခြင်းပါတယ် ဒီ2025ခုနှစ်လျှောက်လာပိုင်းတွင်မှာတရင်္ဂလာသတ္တမီမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့ကံဟာဘာကိုဖြစ်ဖြစ်အလုပ်တစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုးလေးတွေအဲတခုခုဆိုရင်စိတ်တိုင်းမကြတာမျိုးကိုယ်နဲ့ကိုယ်စိတ်ထဲမှာမိတ်ဆွေတို့နေနဲ့ဒါကိုဖြစ်ငါတိချက်ပို့လုံနိုင်ရမှာဆိုတာမျိုးကိုယ်ရောက်ရှိနေတဲ့နေရာကိုတိချက်ပို့ပြီးတော့လုံနိုင်ရမယ်ဆိုတဲ့စိတ်မျိုးကိုယ့်ကိုယ်ကိုတိချက်ပို့ပြီးတော့ငါတိချက်ပို့လုံနိုင်ရမယ်ငါတိချက်ပို့ဖြစ်ရှင်တဲ့စိတ်မျိုးတွေ ဖြစ်ပေါ်နေတာမျိုးကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးတွေများစွာကြုံတွေ့နေရတော့ကာလကြုံတွေ့ရတဲ့လဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အလုပ်တစ်ခုခုကိုနှစ်ခါပြန်လုပ်ရတာမျိုးရပီပေါ့သွားပြီးသားနေရာတစ်ခုကိုနောက်တစ်ခါထပ်သွားရတာမျိုးတွေကြုံရတတ်တယ်လို့အဲမိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်တစ်ချိန်နဲ့နဲ့မပြီးတာမျိုးနှစ်ချိန်ဖြစ်တာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လည်းငါတိတိကျိုလုံနိုင်ရမှာဆိုပြီးကိုကိုကိုစိတ်တိုင်းမကြအားမရခြင်းမျိုးတွေကြုံတွေ့နေရတတ်တယ်သို့တော့မိတ်ဆွေတို့တိထားဖို့လို့ဒါမိတ်ဆွေတို့ရဲ့ကံကောကဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ အာဂျန်ကြီးလဲဟိုဟိုလူကစိတ်တိုင်းမကြအာမရမဖြစ်ဖို့တတိပြုဖို့အတွက်တော့ဆရာကပြောပြပေးခဲ့ပါတယ်ဒါအပြင်မဖြစ်ပေါ်လာတော့ကိစ္စလေးတွေမှာဖြစ်တဲ့စိတ်ထဲမှာဖြစ်ရှင်နေတာမျိုးလေးတွေခီးသွွားကျင်တာမျိုးရေမြေချဘာသာချနိုင်ငံချပတ်စုဗီဇာခီးသွွားတာမျိုးလေးတွေမှာများစွာဖြစ်ပေါ်ပြီးတော့သွားကျင်နေတာမျိုးလေးတွေတရွာမပြောင်းသူကောင်းမဖြစ်ပြောင်းလဲလှုပ်ဆောင်ရင်ကောင်းမလားလို့တွေးခေါ်နေတယ်ဒီလိုတွေးခေါ်နေတဲ့မိတ်ဆွေများတတိပြုစင်ကြီးအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာကျမကြီး ဂျမ်းမာရင်နဲ့ပတ်သက်လာလို့ရှိရင်တော့နှလုံးနဲ့ပတ်သက်တာမျိုးလေးတွေအသက်ရှူကျတာမျိုးလေးတွေမောဟရာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့အသက်ရှူကျတာမျိုးမောဟရာမျိုးလေးတွေငါကအအသက်ရှူကျပြီးမောတတ်တဲ့မိတ်ဆွေများတတိပြုရဆင်ကျင်ရတော့လိုအပ်တော့အပတ်တာဖြစ်တယ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်တော့အထက်လူကြီးအကြီးအကဲတွေအကြောင်းဖြစ်စေလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်အပြိုင်ဆိုင်အတိုက်ခိုက်တွေလွန်စွာများသောလဖြစ်ပါတယ် ဘာဖို့ဖြစ်ဖြစ်ကိုယ့်ကိုအပြိုင်ဆိုင်တိုက်ခိုက်နေပေါ်နေတာမျိုးတွေဘာဖို့ဖြစ်ဖြစ်ကိုယ့်ကိုမဟုတ်လေလွင်သဘုတ်လေလွင်နေပြောခန့်နေရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့ဒီချက်လေးတွေကိုတတိချားစင်ညာအတွက်တော့လိုအပ်တော့လာဖြစ်ပါတယ်။ဒါအပြင်မေးစတဲ့နေ့လာသားသမီးမိတ်ဆွေတွေကဒီအလားတာတို့ဒီမှာလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်ရင်လုပ်ငန်းပြိုင်အလုပ်ပြိုင်ပြီးပေါ်လာတာမျိုးလုပ်ငန်းနဲ့ပတ်သက်ရင်စိတ်ပန်းလူပန်းစိတ်မောလူမောစိတ်ညစ်ရတာမျိုးလေးတွေအနှင်းငယ် ထပ်ပို့ပြီးတော့ကြုံရတတ်တော်လားဖြစ်တယ်အထက်လူကြီးရဲ့အကြီးကြီးနဲ့ပတ်သက်လို့အစင်မပြေတာမျိုးကိုကိုများများနည်းနည်းဖိပြီးတော့ခိုင်းတာမျိုးလေးလေးကိုကိုနည်းနည်းလေးစီမင်းအစ်စ်အဲနေရာအစ်စ်လုပ်ငန်းအစ်စ်အဲဆရာလိုကကြက်တာမျိုးလေးလေးကြောက်မလို့လို့တော့အထက်လူကြီးအကြီးကြီးရဲ့ဖိအားပေးခြင်းမျိုးလေးလေးကြုံရတတ်တော်လားဖြစ်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်လာရင်တော့ အဲလူမြင်ခံတဲ့ငွေကြီးတွေကငွေမမြဲဘူးဆိုလိုချင်တဲ့အထိပယ်ကမိမိမှာရှိတာကိုတိုးတိုးတိတ်တိတ်နဲ့လှုပ်လှုပ်ဝဝထားရမယ်ပိုနေဆရာနဲ့လာပြင်ပြထားအတော်ဒီမဟုတ်လို့ရှိရင်တော့ကို့မှာရှိနေတဲ့ငွေကိုထုတ်ကြွားမိတာမျိုးထုတ်ပြောမိတာမျိုးလေးတွေဆိုရင်ငွေကြီးနဲ့ပတ်တိုင်ငွေမမြဲသောလှအဲ့ဒီကလူမြင်မခံသောလှဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်ငွေကြီးနဲ့ပတ်တိုင်တိုးတိုးတိတ်တိတ်လှုပ်ရမယ်ငွေကြီးနဲ့ပတ်တိုင်ဂျိဖန်များစွာတရားစဉ်းစားလှုပ်ရမယ် ငွေပတ်စံနဲ့ကုပတ်စံနဲ့ကိုရှိပြီးတော့မကောင်းတဲ့အထက်ပညာတွေစုံနေအောက်လန်းနေအထက်ပညာမျိုးတွေနဲ့ပြူစားတိုက်ခိုက်တာမျိုးတွေကြုံရတတ်တယ်။ငွေမရှိပါနဲ့ငွေရှိရင်တစ်ချိန်တစ်ချိန်ထပ်ပို့ပြီးတောင်းတာမှရရှိနိုင်တယ်စုံရင်လည်းစုံသွားနိုင်တယ်သူကငွေကြီးနဲ့ပတ်သက်လာရင်တူတူသိသိနဲ့လှုပ်လှုပ်ဝဝလှုပ်ဆောင်တင်ပြီးတော့ကို့မှာရှိတဲ့အမောက်ကိုလူတိတာမျိုးလူမြင်တာမျိုးဆိုအဲ့ဒီငွေဟာအเจ้าညာမျိုးစုံနဲ့မမြဲတက်တော့လာဖြစ်တဲ့အတွက်တော့သတိပြုစင်ကြီးကလိုအပ်တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင် မိတ်ဆွေတို့ဒီလတာတော့တက်မှာဆိုရင်လုပ်ငန်းရာထူးနဲ့ပတ်သက်လို့ရှိရင်ဖြစ်နိုင်လို့ရှိရင် မပြောင်းမှနဲ့ပြောင်းဖို့အတွက်လည်းကံကအားနေစီတာမျိုးလုပ်ငန်းရသူတိုးဖို့အတွက် ပြောင်းနေတာမျိုးနေရာထိုင်ခင်းနဲ့ပတ်သက်လို့ရှိရင်စိတ်တိုင်းမကြတာမျိုးလေးတွေကြော်ဝတ်တက်တဲ့အတွက်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်လုပ်ငန်းပြောင်းခြင်းလုပ်ငန်းရွှေ့ခြင်းတွေဟာမိမိအနေနဲ့လုပ်ငန်းပြောင်းဖို့အတွက်အားနေစီတာမျိုးအဲယာသူတိုးဖို့ယာသူတက်ဖို့အတွက်တော့ကံကတော်တော်လေးအားနေတယ်အခေတိုးခဲ့ရင်တော့မိတ်ဆွေတို့နေရာနေရာကိစ္စထိုင်ခင်းကိစ္စနဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေဖြစ်နေတဲ့အတွက်လက်ရှိရှိနေတဲ့နေရာကိုပဲကိုယ့်ဟာကိုယ်လှုပ်ပြီးတော့တတိထားကိုယ့်ဟာကိုယ်ပုံမှန်ပဲလှုပ်သွားဖို့လိုအပ်ပြီးတော့ ကိုယ့်ရဲ့စိတ်ထဲမှာကွန်ပျူတာနဲ့ငါကကိုကနားလိုက်တဲ့အချိန်မှာလုပ်ငန်းအလုပ်ရှင်ကတွေ့သွားပြီးတော့ငါ့ကိုဒီလိုများထင်နေမလားဆိုတဲ့စိတ်တွေများစွာပြင်ပန်များစွာဖြစ်ရတဲ့အတွက်ကိုကကိုတုံးခဲအမှာရောမန်ကိုကကိုလှုပ်ရှားရှိတဲ့လူကိုတာဝန်ကြီးကြီးနဲ့ပြပြအောင်လှုပ်ဆောင်တာကသာပုံမကောင်းမှုပြီးတော့အားသာတော်လဖြစ်ပါတယ်ခင်ဗျာအကျိုးပေးစီတော်လုပ်ငန်းတာဒီလိုက်တာတော့ဒီမှာဆိုလို့ရှိရင်တင်းလာသားသမီးမိဆွေတွေနဲ့ရွှေနဲ့ပတ်သက်တာမျိုးလေးတွေဝင်တတ်ပါတယ်ဒါအပြင်တံမိုးကြီးတဲ့လက်ဆောင်ပစ္စည်းတွေပဏာကြီးရရှိတတ်တော်လဖြစ်ပါတယ် အယောင်းဝင်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အလှကိုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အမှုပညာနဲ့ပတ်သက်တာတွေပကြီးပဘူးဒေတင်ပေဒစံကြံတရုတ်ဆောင်အစိုးအကအရေးအတိအတုခုမှသဘင်ခန်းစားတက်ဝင်မှုနဲ့ပတ်သက်တာမျိုးလေးတွေမှာအတာကောင်းမှုတွေအတွက်ငကူကအစမပြေခဲ့တဲ့တင်းလာသားသမီးတွေအမှုပညာရှင်များကိုရှေ့တို့ဆောင်ရွက်ရင်အပွင့်ထက်နဲ့အကြီးတက်တွေရရှိပြီးတော့သဘာတူထက်ကိုပုံမှုပြီးတော့တာလွန်ကောင်းမှုတွေတဲ့အတွက်အမှုပညာလုပ်ငန်းပကြီးပဘူးဒေတင်ပေဒစံကြံတရုတ်ဆောင်စာရေးတာမျိုးဒါမျိုးတွေနဲ့ပတ်သက်ရင်တော့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိတက်တယ်လို့ လုပ်ငန်းຢာဓုနဲ့ပတ်သက်ရင်အလုပ်ຢာဓုနဲ့ပတ်သက်လာလို့ရှိရင်မိတ်ဆွေတို့ကိုနေရာပေးခြင်းခံရတာမျိုးလေးတွေသူများရဲ့အလုပ်တွေသို့မဟုတ်တပားသူရဲ့အလုပ်တွေကိုဦးစီးဦးဆောင်ပြီးလုပ်ပေးရတာမျိုးတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်ဒါအပြင်ဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်အဲလုပ်ငန်းနဲ့ပတ်သက်ရင်တဦးနဲ့တယောက်တည်းလှုပ်ဆောင်တာထက်အများနဲ့အဖွဲ့အစည်းနဲ့အသင်းအဖွဲ့နဲ့ဆက်တူလှုပ်ဆောင်တာမျိုးလေးတွေအားသာပြီးတော့တိုးတက်ပြီးတော့ကောင်းမွန်နိုင်တယ်လာဖြစ်ကြောင်းဆရာကထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျမိတ်ဆွေတို့ဒီလတာတော့တွင်မှာမိသားစုနဲ့ပတ်သက်ပြီးတော့ အိမ်နွေးရေးနဲ့ပတ်သက်ပြီးတော့အမွေကိစ္စနဲ့ပတ်သက်ပြီးတော့ငကုတ်ကအမှုကိစ္စနဲ့ပတ်သက်ပြီးတော့အဲတန့်ကြာခက်ခဲပိတ်ပင်နေတဲ့မိတ်ဆွေများအဖို့ကတော့မိမိရဲ့ဆရာသမားအသက်ကြီးတော့အကြီးအကဲလူကြီးမိဘဆရာတွေတမားတွေကိုတိုင်နေပြီးတော့ဖြည့်ရှင်းလိုက်ပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမယ်လာဖြစ်ပါတယ် ်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်စားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်စံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်လို့အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးတွေအကျိုးပေးတယ်အပြော်ပါနဲ့ပတ်သက်တာမျိုးတွေဖျားဘူးခီးလေးတွေမထင်မှတ်ဖဲသွားတက်တယ်လို့မိတ်ဆွေတို့အနေနဲ့မိတ်ဆွေဟောင်းမိတ်ဆွေအစ်တတွေအကူအညီထောက်ကူကိုရရှိတက်တယ်လို့ဘာကိုဖြစ်ဖြစ်တဦးတည်းတယောက်တည်းစဉ်းစားတွေးခေါ်နေခြင်းထက်ဇေယသမားကောင်းမိတ်ဆွေကောင်းအပေါင်းအသင်းကောင်းတွေရဲ့အကြံဉာဏ်ကိုရယူပြီးတော့ဖြည့်ရှင်းအောင်မြင်တိုးတက်ပြီးတော့အားသာနိုင်ပါတယ်တန်း တွတ်လုပ်ငန်းတွေတန်လုပ်ငန်းတွေဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်လို့ဆောင်ခြင်းနဲ့တိုးတက်ရင်အားသာပြီးတော့ကောင်းမှုပြီးတော့အဖွဲ့အစည်းအများနဲ့ပတ်သက်တာမျိုးအတင်းအဆုဝေးနဲ့ပတ်သက်တာမျိုးဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်ရင်တိုးတက်သလောက်အောင်မြင်နိုင်တယ်လို့မိသားစုကိုအချိန်ပေးတင်တော်လာမိသားစုနဲ့ပတ်သက်ပြီးငကူကနားလည်မှုလွဲနေတာမျိုးတွေနားလည်မှုရရှိအောင်စွမ်းဆောင်နိုင်တတ်တော်လာဖြစ်တယ်။ဆွေမျိုးသားချင်း ညီကိုမောင်နှမတွေရဲ့တင်ကောင်းနေကြားရတာမျိုးလေးတွေစိတ်ချမ်းသာစရာတင်မျိုးလေးတွေကြားရတတ်တာမျိုးမျက်နှာရတာမျိုးလေးတွေကြုံရတတ်တယ်။ဒါအပြင်လုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့ဘာကိုလှုပ်လို့အခက်အခဲကြုံရတဲ့မိတ်ဆွေများအဖို့ကတော့တာမန်တော့မဖြစ်နိုင်ဘူး။ကိုကြိုးစားသလောက်မအောင်မြင်ဘူးဆိုရင်လုပ်ငန်းအတွင်းအလုပ်အတွင်းမှာ တပည့်လက်သားအောက်လက်ငယ်သားကဖြစ်စီလုပ်ငန်းသူကဖြစ်စီအเจ้าညာမျိုးစုံနဲ့မိမိရဲ့လုပ်ငန်းမှာစူးစမ်းတဲ့လောက်အစင်မပြေပဲနဲ့ခက်ခဲပိတ်ပင်နေတာမျိုးတွေခွေးလို့မကောင်းတဲ့အရာလေးတွေအိမ်မက်မှန်နေဂျိမ့်တည်ပြီးမိ쇠ရဲ့လုပ်ငန်းအတွင်းမှာမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်ရှင်မျိုးတွေခံထားရနိုင်တဲ့အတွက်နိစ္စရဆရာတွေနားမှာဖြစ်စီကိုယ့်ရဲ့အတီကျွမ်းမိ쇠ဆရာတွေနားမှာအတိုက်ခိုက်တွေဖယ်ရှားရှင်းလင်းလိုက်ပါလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အတိုက်ခိုက်အပြိုင်ဆိုင်တွေ မြားနေတက်ပြီးတော့မကောင်းတဲ့ပညာရက်တွေအတိုက်ခိုက်တွေပြူစားတိုက်ခိုက်တာမျိုးတွေလုပ်ငန်းအတွင်းအလုပ်အတွင်းမှာမနေနိုင်အောင်ကိုယ်စိတ်မပါအောင်အဆင်မပြေအောင်ဆိုပြီးတော့လော်ကီအစီရင်ပညာတွေနဲ့ပြူစားတိုက်ခိုက်ခြင်းမျိုးတွေဂျုံကတက်တဲ့အတွက်တော့တတိကားစီနီယာတို့ကလိုအပ်ပါတယ်နိုင်ငံရခီးသွားဆိုင်ရာလုပ်ငန်းတွေ passport visa ဆိုင်ရာလုပ်ငန်းတွေနဲ့ပတ်သက်ရင်တတိပြုစီနီယာလိုအပ်ပြီးတော့မတိကြမရရတဲ့အလုပ်တွေမှာလူယုံမလွယ်ပါနဲ့ငွေကြေးအလိန်ခံရတာမျိုးလေးတွေ ပတ်စံအလိန်ခံရတာမျိုးတွေဟိုရောက်သွားတော့မှလိုင်းမမလည်းတွေ့နေပါတယ်အလိန်ခံရတာမျိုးလေးတွေဂျုံကတက်တဲ့အတွက်ကြောင့်မလို့ဘာသာရှားနိုင်ငံခြားခရီးသွား passport လုပ်ငန်းတွေနဲ့ပတ်သက်လာတဲ့အခါ passport visa လုပ်ငန်းနဲ့ပတ်သက်အားသာမှုတွေအားနည်းတဲ့အတွက်မိတ်ဆွေတို့နေနဲ့သတိပြုစင်ရင်ပြီးတော့တေချာရေရာမှသာလှုပ်ဆောင်ရန်လိုအပ်သောအပတ်တကာလဖြစ်ပါတယ် အိုးအိတ်ရှံမြင်မီယာနဲ့ပတ်သက်လို့ဝယ်ရာမျိုးလေးတွေရောင်းတာမျိုးလေးတွေစောက်တာမျိုးလေးတွေမှာအားနည်းစီတဲ့ကာလဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိုးအိတ်ရှံမြင်ဝယ်ရာမျိုးတွေအိုးအိတ်ရှံမြင်စောက်တာမျိုးလေးတွေမှာကိုယ့်ရဲ့အမိခံမစောက်တာကအကောင်းဆုံးဖြစ်မယ်လို့ဆရာပြောလိုက်ပါရစေ။ဒါအပြင်ဘာသာစကားနဲ့ပတ်သက်တာလေးတွေသင်တန်းနဲ့ပတ်သက်တာလေးတွေမှာမိတ်ဆွေတို့အနေနဲ့စိတ်မပြောမရှင်ဖြစ်ရတာမျိုးပညာရေးနဲ့ပတ်သက်လာလို့ရှိရင်တော့အဲဆွမ်းလာလို့ပေါ့ လူထင်ကြီးခံရတာမျိုးလေးကိုဟာတက်မြောက်ပြီးတော့ပညာရက်ကိုထက်တင်နေတာမျိုးတောင်မိမိတက်မြောက်ပြီးတော့ပညာကိုလက်တွေ့ကြကြအသုံးချရင်တိုးတက်ရှင်တဲ့အောင်မြင်ခြင်းတွေရရှိနိုင်တယ်လူငယ်တွေအရှိကြီးမှာတော့ရှစ်သူကြီးစားမိမိရှစ်တော်မြင်လို့တော်သူကိုတစ်ချိန်ထက်ပို့ပြီးပြောဆိုပါနှစ်ခါသုံးခါလောက်တော့ပြောပါငူနေတာဖြစ်လိမ့်မယ်ပြောဆိုပါဒါဆိုရင်ရပါလိမ့်မယ်တချိန်တော့ချွတ်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 မရနိုင်ပါဘူးသမီးစားများအနေနဲ့ဝေးကွာနေသူတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်လို့အဲ အိမ်ဆောင်ပြုရန်စိတ်ဆက်ရန်အတွက်တော့တတိထားဆင်ကျင်ပြီးတော့အားနည်းစီတော့လာဖြစ်ပါတယ်။ငကူကဝေးကွာနေတော့အိမ်ဆောင်ရင်းမှာတဦးနဲ့တဦးတယောက်နဲ့တယောက်နားလည်မှုလွဲနေတော့အိမ်ဆောင်ရင်းမှာဆိုရင်တော့မိမိတို့အနေနဲ့မိမိရဲ့ဇာယသမားအကြီးအကဲတဦးတယောက်ရဲ့အဖြေရှင်းမှုကိုရယူပြီးတော့ဆုံးမမှုရယူပြီးတော့ဖြေရှင်းလိုက်ပါ။ဒါဆိုရင်အောင်မြင်တိုးတက်သွားပါလိမ့်မယ်။သို့တော့ ဒါကအိမ်တော်ရင်းနဲ့ပတ်သက်လို့ရှိရင်အစမပြေနိုင်စရာနှစ်ချက်ပဲရှိပါတယ်။နံပါတ်၁တစ်ချက်ကတော့ငွေကြီးနဲ့ပတ်သက်ရင်မိမိအိမ်တော်မှမသိအောင်လုပ်တဲ့အခါမှာပြဿနာကရောက်ကစားလေးတွေပေါ်လာတာမျိုးလေးတွေကြုံရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်တိုင်းတိုင်းမင်းမင်းညှိနေနိုင်လို့မှအဆင်ပြေမယ်။ဒါအပြင်ဒါသမီးကိုအကြောင်းပြုပြီးပြဿနာအရှိတင်လေးတွေများရတတ်ပါတယ်။ဒါလေးတွေကိုသတိထားစဉ်းစားရအတွက်တော့မိတ်ဆွေတို့လိုအပ်တာပေါ့။ဒီလက်ရာတော်တွင်မှာ အကျိုးမပေးစေသောလုပ်ငန်းတွေကိုဆက်လက်ပြောပြရရင်စုပြောရရင် OA ရှံမီလုပ်ငန်းတွေအကျိုးမပေးပါဘူးမကောင်းတဲ့အနှောက်အယှက်တိုက်ခိုက်ပြီးစုံအပ်တတ်ပညာပြုစားတိုက်ခိုက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ဒိထားပါယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးချဲ့လှုပ်ဆောင်တာမျိုးယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တိုးတက်အောင်ယာရုတိုးဖို့မျှော်လင့်မနေပါနဲ့တိုးလာရင်လည်းနေရာထိုင်ခင်းကိုတခြားရှာဖွေစူးစမ်းမှသာအောင်မြင်မဲ့ကာလအပတ်တာကာလအပိုင်းခြားဖြစ်တဲ့အဲအလောင်းကစားနဲ့ပတ်သက်ပြီးတော့ချက်ချီနဲ့ပတ်သက်ရင်တော့ကံတော့စမ်းတဲ့နဲ့သို့တော့ လိုတာတက်ပို့ပြီးတော့လောဘကြီးတာမျိုးလေးတွေဆိုရင်တော့ဒုက္ခရောက်တတ်တဲ့အတွက်ကြောင့်မလို့တတိထားစီနေမှာဒါအပြင်မိတ်ဆွေတို့အနေနဲ့လူဘာသာစကားသင်တန်းတွေ online social media နဲ့ပတ်သက်တာတွေအယုံကြည်မလွယ်ပါနဲ့လူလိန်ခံရတတ်တဲ့အတွက်တတိထားစီနေရန်အတွက်တော့လိုအပ်ပါတယ်အယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာတွေအမှုပညာလုပ်ငန်းတွေအလှကုန်ပစ္စည်းတွေစံစီစစ်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေတန်တွတ်တဲ့အဆရှိတဲ့လုပ်ငန်းတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေဖျားဖူးဆိုင်ရာလုပ်ငန်းတွေမှာအသာကောင်းမှုပြီးတော့တိုးတက်ပြီးတော့ကံကောင်းစီတော့လာ အကျိုးပြုစီတော့လာဖြစ်ပါတယ်။ငကိုကဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးမိသားစုနဲ့ပတ်သက်ပြီးတဦးနဲ့တူတယောက်နဲ့တယောက်တင်းလာလာမျိုးမိတ်ဆွေတွေနဲ့နားလည်မှုလွဲနေတာမျိုးတွေဆိုရင်ချိန်တို့ဆောင်ရွက်ပြီးတော့တိုးတက်ခြင်းနဲ့ကောင်းမွန်ခြင်းတွေရရှိမယ်လာဖြစ်တာတော့ဂျင်းသေးပြောရပါတယ်။ဒီလက်ကတော့အတွင်းမှာပါဇက်ကဖရာလက်ကကာယဖြစ်နေတတ်တဲ့အတွက်မိတ်ဆွေတင်းလာသားသမီးတွေဘာသာတရားပို့မှုလောက်ရရန်အတွက်တော့လိုအပ်ပါတယ်။အရာရာအစဉ်ပြေစီပြီးတိုးတက်စီရန်အတွက် ပြုလုပ်ရမယ့်အဋိဋ္ဌံရေရအနေနဲ့ပြုလုပ်ခြင်းတပါမိစွေတို့ရဲ့ရီမန်းချက်ရည်ရွယ်ချက်တွေရှိလို့ပြေဝခြင်းတပါဆိုရင်တော့ဖြစ်မဟာသမယတုတ်ကို6ရက်တတီအဋိဋ္ဌံဝင်မှာမိစွေတို့ရဲ့ကံဟာတိုးတက်ပြီးတော့ပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းလာပါလိမ့်မယ်ဒီလက်ကတော့အတွင်းမှာဗုဒ္ဓဖူးသားသမီးအင်္ဂါသားသမီးတွေတွဲလောက်တာမျိုးဗုဒ္ဓဖူးရဲ့အင်္ဂါရက်တွေမှာအရေးကြီးသောလုပ်ငန်းတွေကိုဆောင်ရွက်လုပ်ဆောင်မှာအကျိုးပေးစေသောကဏ္ဍအခရာတွေအနေနဲ့9ကဏ္ဍ6ကဏ္ဍ7ကဏ္ဍဖြစ်ပါတယ်အကျိုးပေးစေသောအယောင်နေလဲဆိုရင်တော့အဝါယောင်တို့ မိုးပြာရောင်တို့အစိမ့်ရောင်တို့ဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်ပြီးတော့အားသာစေပါတယ်။ဒါ့အပြင်အကျိုးပေးစေသောအရက်ဟာအနောက်ဆူဆူအရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိတောင်တောင်အရက်ဖြစ်ပါတယ်။အရေးကြီးသောကိစ္စလုပ်ငန်းကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာအဝါရောင်ကျိုးကလေးဖြစ်စေအဝါရောင်လဲလက်ကင်ဘဝလေးကိုဖြစ်စီစောင့်ပြီးတော့မိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုပြောဆိုဆောင်နေအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဂျင်းတွေရရှိမှာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရေရသတိချစင်ကြရမှာတော့ဘာကိုဖြစ်ဖြစ် တမျိုးနေသားသမီးတွေနဲ့တွဲဖက်လောက်တာမျိုးလေးတွေကကံရဲ့နဲ့နဲ့ထင့်ော့ကြံ့ကြစီသလိုအထက်လူကြီးအကြီးကဲတွေနဲ့စကားပြောဆိုတဲ့အခါမှာစကားကိုလိုတာထပ်ပို့မပြောဘူးလိုအပ်ပါတယ်စကားပြောမှားတာမျိုးလေးတွေဖိအားပေးတာမျိုးလေးတွေကြုံရတတ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်အဖြူရအထက်အောက်အဖြူရောင်တွေဖြစ်စီအထက်အောက်အနက်ရောင်တွေဖြစ်စီအဲတသားထဲတစ်ရောင်တွေဖြစ်နေသောအရောင်တွေကိုဖြစ်နိုင်ရင်စင်ကျင်တတိထားဝစ်စင်ပြီးဖို့လိုအပ်ပါတယ်တတိထားစင်ကျင်ရမယ့်အရောင်တွေနေနေဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အနက်ရောင်တို့ နော်ဒါအပြင်အယောင်အရန်ရှင်းရင်တောက်တောက်တွေကိုတတိဒါအစီရင်ပေးဖို့လိုအပ်ပါတယ်ပြည်ပြုစီရမှာတော့ဘာကိုလှုပ်လို့တနင်္ဂနွေသားသမီးတနင်္ဂနွေရက်ဒီမှာလှုပ်ဆောင်တဲ့အခါတတိဒါအစီရင်ရလိုအပ်တယ်လို့မိတ်ဆွေတို့အနေနဲ့အအရှိစနလိုအခြေစူးစူးရက်တွေကိုခရီးထွက်တာမျိုးလေးတွေမှာမိတ်ဆွေတို့ရဲ့လုပ်ငန်းတွေကြန့်ကြာစီတာအတေကြာပဲဖြစ်တယ်။ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့တွေးတိုးတိတ်တိတ်လှုပ်ဆောင်တာကသာအားသာကောင်းမှပါတယ်။ ဘာသာရေးဆိုင်ရာကိစ္စတွေမှာရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရင်အာသာကောင်းမှုပါတယ်မိတ်ဆွေဟောင်းအပေါင်းသင်းဟောင်းတွေရဲ့အကူအညီကိုရရှိတက်တယ်လို့အာသာပြီးတော့တိုးတက်ကောင်းမှုစီတာအတိအကျပဲဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကိုဟငကိုကတော့ဟိုမိမိတို့အနေနဲ့လှုပ်ဆောင်ဖို့အတွက်တွေးခေါ်စဉ်းစားထားတဲ့ဘာသာရေးဆိုင်ရာတွေဖျားတဲတာတွေလူတာတွေတန်းတာတွေကိုအာသာကောင်းမှုပြီးတော့တိုးတက်အောင် ပြန်လဲပြီးတော့ပြုပြင်ဖို့ရည်မှန်းချက်လေးတွေရှိတယ်ဆိုလို့ရှိရင်လည်းကျင်းသေးပါလူဟာတန်းရမှာမျိုးတွေအလှတန်းနဲ့ပတ်သက်လို့အိမ်မက်မှတ်တာမျိုးတွေဆိုမိတ်ဆွေတို့ရဲ့ကံဟာတိုးတက်ကောင်းမှုပါတယ်လူဖို့အတွက်ကံအထောက်အကူတွေရရှိတာမျိုးတွေဒီကြုံရတက်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ရဲရဲဝံ့ဝံ့နဲ့သာလှုပ်ဆောင်ပြီးတော့လူတန်းလိုက်ပါအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိမှာအတိအကျပဲဖြစ်တယ်အဆက်ဆက်ရရမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီဖို့အတွက်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုခရင်လေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပိတ်ပုတ်ပြီးတော့ရောင်းလိုက်ပါ ရောင်းဝယ်တွေကောင်းပြီးတော့တိုးတက်လာပါလိမ့်မယ်ခင်ဗျာเนาะအဆက်ဆက်ရရအစင်ပြီးအောင်မြင်စီပြီးတော့တိုးတက်စီရင်ရေရာမပြောမီရန်ကန်သားမှာပြည်နေမိချင်းရင်0939293 0 790290410 WhatsApp Telegram မှာဖြစ်စီ Viber မှာဆက်သွယ်မေးမြန်းနိုင်သလို Viber နဲ့လုံးက96350505နဲ့မှာဆက်သွယ်နိုင်သလိုရန်ကန်သားမှာကျွန်းနတ်တန်လျက်တွေအဆောင်လက်ပတ်တွေလည်းမှာယူလို့ရပြီဆိုတဲ့အကြောင်း marketing စီရင်နဲ့ရင်းလာတာမိတ်ဆွေတွေအဆက်ဆက်ရရစကန်ကောင်းစီပြီးတော့ငွေကြီးကန်အားတာကောင်းမွန်စီရန်အတွက် စေဝါလူတံပြီးတော့ကုသိုလ်ကိုလုပ်ရပါမယ်။စေဝါလူတံပြရမယ်ဆိုတော့ဘလုံးလူမျိုးစေဝါလူတံရမယ်ဆိုတော့မိမိထက်အသက်အရွယ်ကြီးသောသူကိုစေဝါလူတံခြင်းဖြင့်ကံကောင်းနိုင်ပါလေ။ဒါအတူပဲလူသုံးမျိုးလူရမှာနော်။မိမိနဲ့အသက်ရွယ်တူကျမ်းမာရေးရှုပ်ရင်းနေတာမျိုးရှိလက်အင်္ဂါမပြည့်စုံသူတွေကိုစေဝါလူတံခြင်းဖြင့်ကံကောင်းနိုင်တယ်။တတိယတစ်ချက်ကတော့မိတ်ဆွေတို့အနေနဲ့ယဟန်တန်ကတကြီးထေကြီးဝါကြီးတွေကို ရည်စိုးပြီးတော့လှူပါမိတ်ဆွေတို့ရဲ့အခက်အခဲတွေပိတ်နေတဲ့လက်တွေပြန်လဲပွင့်လန်းစီပြီးတော့ကံကောင်းလာစေမှာပါမိမိရဲ့အိမ်အတွင်းမှာနှင်းစီပန်းတွေအိတ်ရှိမျက်နှာစာမှာနော်စူးပသောပန်းတွေတို့မဟုတ်လို့ရှိရင်မိတ်ဆွေတို့ရဲ့အိမ်ရဲ့မျက်နှာစာမှာနော်ဆနာလိုပါဟိုထင်းတော့ကြံ့ကြစီတော့အရာပလေးတွေဖြစ်နေတာမျိုးလေးဆိုဆိုဖယ်ရှားရှင်းလင်းပြီးတော့မိမိရဲ့တံကောင်းတိုးတက်စီရန်အတွက်ဆိုအိမ်ရှိမျက်နှာစာကိုတန်ရှင်းရင်းလှုပ်ချင်းဖြင့်လက်ပွင့်နိုင်ပါတယ်လို့ပြောရင်းနဲ့တနေ့လာသောမိမိတ်ဆွေတွေအားလုံးအဆက်ဆက်အရာရာဒီ6လပိုင်းတွေမှာ အောင်မြင်မှုတွေအလီလီပိုင်ဆိုင်လို့ယတနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေကြောင်းဆရာကပြောရင်းနဲ့အင်္ဂါသာသမိတွေအလှမ်းမှာပြန်တွေ့ပါမယ်ခင်ဗျာ။